ဂါဇာကမ်းမြောင်ဒေသမှာတော့အပြစ်ခတ်ရဲစဲရေးပြက်ပြီးတဲ့နောက်မှာဒီအပြစ်ခတ်အပြစ်ရက်ပေါ့လေသဘောတူညီချက်ကို ပြန်လည်ထိမ့်သိမ်းသွားမယ်လို့အစ္စရေးကပြောပါတယ်။ အာဟာမတ်စ်တွေကသဘောတူညီချက်ကိုချိုးဖောက်ပြီးတော့ဂါဇာတောင်ပိုင်းယာဖာဒေသမှာရှိတဲ့အဲ့ဒီယာဖာမှာရှိတဲ့အစ္စရေးတပ်ဖွဲ့တွေကိုတင်းဖြတ်ဒုံးကျည်တွေနဲ့ပစ်ခတ်လို့အစ္စရေးစစ်သား၂ယောက်တိဆုံးခဲ့ရတယ်လို့အစ္စရေးဘက်ကဆွဆွဲခဲ့ပါတယ်ဒီဆွဆွဲချက်နဲ့ပတ်သက်လို့ဟာမတ်စ်တွေကသူတို့ဘာမှမသိရဘူးလို့တုံ့ပြန်ပါတယ်အဲ့ဒီနောက်တနင်္ဂနွေနေ့ညနေပိုင်းမှာတော့ဂါဇာတလျှောက်မှာဒီအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာပါ ဆေးရုံရဲ့တည်င်းအရင်မြစ်တွေအရာဆိုလို့ရှင်ရင်တော့ဒီအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူ44ယောက်သေဆုံးခဲ့ရပါတယ်။ညပိုင်းမှာတော့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကအပြစ်ခတ်ရဲစဲရေးကိုဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီးတော့ချုပ်ဖောက်မှုတွေကိုအခိုင်အမာတုံ့ပြန်သွားမယ်လို့ကြေညာချက်ထုတ်ပြန်ပါတယ်။အမေရိကန်ရဲ့ဂျာဝင်စစ်ဆန်မှုနဲ့အစ္စရေးနဲ့ဟာမတ်တို့အကြားမှာအပြစ်ခတ်ရဲစဲရေးသဘောတူညီမှုကိုအောက်တိုဘာလ10ရက်နေ့မှာအာစတင်ခဲ့ပြီးတော့ပြစ်ခတ်မှုတွေကို ချက်ချင်းရက်ခဲ့ပါတယ်အဲ့ဒီနောက်ဟာမတ်စ်ကအစ္စရေးဒီတရားခံတွေနဲ့တေဆုံးသူ12ယောက်ရဲ့ရုပ်ကျွင်းတွေကိုပြန်လည်ပေးအပ်ခဲ့ပါတယ်အစ္စရေးကဒီပါလက်စတိုင်းအကျဉ်းသား250နဲ့ဂါဇာမှာထိမ့်သိမ်းထားတဲ့လူ1918ယောက်ကိုလွတ်ပေးခဲ့ပါတယ်ပါလက်စတိုင်း15ယောက်ရဲ့ရုပ်ကျွင်းတွေကိုလည်းပြန်ပေးခဲ့ပါတယ်